ကဲကဲဒီနေ့မှတော့ကျွန်တော်တို့ပေါက်ကရတွေတွင်းနေရတာကိုကြိုက်တဲ့သူတွေအတွက်အမိုက်ဆုံး conspiracy theory အကြောင်းပြောလိုက်အောင် conspiracy theory ဆိုတော့တည်ရတိုင်းပဲတည်ယူဖို့တော့မစဉ်းစားလိုက်ပါနဲ့ဟုတ်တာမဟုတ်တာအပထအနည်းဆုံးတော့စိတ်ဝင်စားဖို့ကောင်းတာနော် entertainment ဖြစ်တာပေါ့နော် ဒီနေ့မှာတော့ selection လုပ်ထားတဲ့ conspiracy theory 15ခုအကြောင်းကိုပြောပြပါမယ်။အစုံလေးကြည့်ပါ။တစ်ခုမှတစ်ခုကတော့ဘာသာကိုစဉ်းစားစရာပေးသွားပါလိမ့်မယ်။ Number 1 real memories from a previous simulation ။ဘာသာကြောင့်မူလာတော့မသိဘူး။တစ်ခါလေကျွန်တော်တို့တစ်ခါမှမမြင်ဘူးတဲ့။မရောက်ဖူးတဲ့နေရာကိုပထမဦးဆုံးအချိန်မြင်လိုက်ရတဲ့အခါမှာတစ်ခုခုကိုလွမ်းဆွတ်သွားသလိုလို nostalgia vibe ကြီးကိုခံစားရတာငါဒီမှနေဖူးသလိုလိုပဲဆိုတော့စသဖြင့်ပေါ့နော်။ဒီ theory ကလို deja vu မျိုးခံစားရတာကကျွန်တော်တို့အသက်ရှင်ခဲ့တဲ့အရင် timeline က glitch ဖြစ်ပြီးတော့ဒီကိုရှင်ထွက်လာတာတဲ့။ဟာ။ Teman Nek Gaze of the Soul ဒီ theory မှာတော့လူတွေကသူတို့ရဲ့အသက်ရှင်ရခြင်းယူရချက်အစစ်မှန်ကိုမသိသင့်ဘူးတဲ့။အားကြောင့်ဒီ universe ကြီးကကျွန်တော်ရဲ့ memories တွေကို gate အနောက်တွေမှာပိတ်ထားတာတဲ့။ဘာ gate လဲတော့ကျွန်တော်လည်းမသိဘူးနော်။ Maybe Naruto ရဲ့က lead တို့ဖွင့်တဲ့အတွင်းအား gate ပုံစံမျိုးပြောရလားမသိဘူးနော်။ body ကကန့်သက်ထားတဲ့ limitation gate ပေါ့နော်။တစ်ခုပွင့်တဲ့အခါမှာ power ကပို့ပြီးကျန်လာပါတော့နော်။အဲဒီ gate မျိုးလားတော့မသိဘူး။ထားပါတော့သူတို့ပြောတာတော့ငယ်ဘဝကိုပြန်မမတ်မရရတယ်။ပြော်ညကမှတ်ခဲ့တဲ့အိမ်မက်တွေကိုမိသွားတာတဲ့။နောက်တစ်ခုကိုမမတ်မိပြီးတော့ဂျာထဲမှာမမတ်မိတော့တဲ့ memory gap တွေပေါ့နော်။ ဖြစ်အဲ့လို memory တွေကိုပိတ်ထားတယ်တဲ့ theory ကဘယ်လိုလာလဲဆိုတော့အကဲရမြန်တစုံတယောက်ကသာတနည်းနည်းနဲ့ gate တွေအားလုံးဖွင့်လိုက်နိုင်မယ်ဆိုရင်အဲ့ဒါဆိုရင်သူကသူမမွေးခင်ကပိုက်ထဲမှာလည်းဖြစ်ရင်ဖြစ်မှာပေါ့အဲ့ဒီအချိန်တုန်းကမှတ်ဉာဏ်တွေကမှပြန်မမိလာနိုင်တယ်တဲ့အဲ့ဒီအချိန်ကြားလို့ရှိရင်တော့ကဘာက auto ဖုန်းထဲက set in တွေ့လို့မျိုး reset ပြန်ဖြစ်သွားပါလိမ့်မယ်အတက်ကလည်းပြန်ဆသွားပါလိမ့်မယ်လေနံပါတ်နဲ့ပဲရှိတယ်တော်တော်လေးအုံနောက်စားနေပြီ မတုံ the npc awakening theory တချို့ conspiracy theory တမားတွေတွေးတာကကျွန်တော်တို့လက်ရှိနေထိုင်နေတဲ့လူလောကကြီးက game program ပဲတဲ့ game ဆိုတဲ့အတိုင်းပဲ npc ဆိုတာရှိရလေနော်ဆို npc ဆိုတာကဘာလဲမသိရတဲ့တွေအရှိကတော့ non player character ပေါ့နော်ကျွန်တော်တို့ game တွေဘာတွေစော့ရင်စော့လို့မရတဲ့ character တွေ support တို့မို့ villain တို့မို့နောက်ဆုံးဖျက်ရှောက် character လည်းဖြစ်ဖြစ်အေးအဲ့ဒီ npc တွေက ဒီလောကကြီးမှာမြင်နေရတဲ့လူတွေပဲဒီလို NPC တွေကဟာသားမဟုတ်ဘူးတဲ့ theory ကဘယ်လိုလာလဲဆိုတော့တချို့တွေကနေချင်းညချင်းကိုယ်ပိုင်အသိစိတ်တွေရလာတာတွေပြီးတော့သူ့ရဲ့ personality ကနေချင်းညချင်းချိန်သွားတာတွေကဒါတွေက NPC တွေကပထမအဆုံး software upgrade လုပ်လိုက်တာကြောင့်ပဲတဲ့ဒီ universe ကြီးက NPC တွေကို update file တွေလလန်းပို့ပေးနေရတာတဲ့ ဒါလည်းမဆိုမိုက်တယ်နံပါတ်၄ the dream hijackers ဒီ theory ကတော့အားလုံးနဲ့ချိန်ဆမိမယ်တင်တယ်ကျွန်တော်တို့တစ်ခါလေကျအဲ့နေရနဲ့လူကြီးရေပြောတာ blue sea ရေဆိုလားဘာလားပဲပေါ့နော်လူကနိုးနေတယ်ဒါပေမဲ့ကိုပဝန်းကျင်ကိုလည်းမြင်နေရတယ်တတိလည်းရှိနေတယ်ဒါပေမဲ့တကိုယ်လုံးကလှုပ်ရှားလို့မရတော့အတန်လည်းထွက်လို့မရတော့ဒီလိုအိမ်မက်ဆိုးတွေ blue sea ရတွေကတကယ်တော့တခြား dimension က being တစ်ခုခုကဒီ dimension တွေကိုဝင်ဖို့လုပ်နေတာတဲ့ ကြောက်ဖို့တော့ကောင်းတယ်။ဘာပြင်းလဲတော့မသိဘောနော်။ဒီလိုဖြစ်နေချိန်မှာတတိရှိနေတာကသူတို့ဒီ dimension တွေကိုဝင်ဖို့ကြိုးစားနေတဲ့ချိန်မှာတတိထားမိသွားတဲ့သဘောမျိုးပေါ့။ဒီမှာက the dead internet 2.0ခုတည်းကတော့ကျွန်တော် social media တော်တော်များများမှာ AI generated content တွေတော်တော်များများနေရာယူလာတာကိုတတိထားမိမယ်ထင်တယ်။ theory ကဘယ်လိုလာလဲဆိုတော့ ဒီ AI ဗီဒီယိုတွေပုံတွေကလူတွေလုံတာမဟုတ်တော့ဘူးတဲ့လူတချို့ယုံကြည်ထားကြတာကတခုခုကအင်တာနက်ကြီးကိုအပိုင်သိမ့်ပိုက်လိုက်ပြီး hive mind လို့မျိုးအသုံးချပြီးလူတွေရဲ့တွေးခေါ်ပုံတွေအယူအဆတွေလေ့လာတွေကိုသင်ယူနေပြီးတော့တခုခုအတွက်ပြင်ဆင်ဖို့ကြိုးစားနေလို့ပြောတယ်။နံပါတ်6 The liminal places are checkpoints ။ဘယ်ကြုံမူလားတော့မသိဘူးလမ်းလျှောက်ဝင်နေလုံးဝတိတ်ဆိတ်သွားတဲ့နေရာရှင်းလင်းသွားတဲ့နေရာမှာဥမာညဘက်လူမရှိတဲ့ကြောင်ခန်းကြီးရောဒါမှမဟုတ်တိတ်ဆိတ်နေတဲ့လေကားလမ်းတွေနော်မနက်3နာရီလောက်တိတ်ဆိတ်နေတဲ့လေဆိပ်ကြီးရောစသဖြင့်နေရာတွေက လူတော်တော်များများကိုကြောက်လန့်စိတ်တော့အနည်းနဲ့များဝင်စေ။ဟေးအဲ့ဒီနေရာတွေက theory ဆိုရင်တော့တကယ်တော့ reality ကပါနှစ်ခုရဲ့ checkpoint တွေပဲတဲ့။ကျွန်တော် game ဆိုရဲခါမှာနောက်တစ်ခန်းကို good world လုံးတင်လာရမလား။အဲ့မှာထိုင်ဆောင်ရတာအဲ့ဒါကိုပြောတာ။ universe ကြီးက brother ကိုနောက်ထပ် reality တစ်ခုကိုခေါ်သွားဖို့တော့ကြားထဲမှာလုံးတင်ဆွဲပေးနေ။အဲ့ဒါမျိုးမကနဲ့ celebrity stone die ဒီ theory မှာကျတော့အရန်ရန်ကိုနာမည်ကြီးလူသိများတဲ့သူတွေ ူတို့တွေကတကယ်သေသွားကြတာမဟုတ်ဘူးတဲ့။ပအိုးမှာ Michael Jackson တို့ Elvis Presley တို့ John Lennon တို့စသဖြင့်ပေါ့ဗျာ။ညောင်ပြောပြတာ။သူတို့ကသေသွားတဲ့အခါမှာအခြား timeline တစ်ခုကိုရောက်သွားတယ်တဲ့။အဲ့မှာလူမသိသူမသိအသက်ရှင်နေထိုင်လို့ရတဲ့နေရာမှာဆက်ပြီးတော့အသက်ရှင်နေထိုင်သွားကြတယ်တဲ့။ဒါကြောင့်မို့လို့လူချို့က တချို့ celebrity ရေတည်ပြီးလို့ရှင်တနေရာမှာအသက်ရှင်နေလိမ့်မယ်လို့အရန်ခံစားနေရတယ်အခြား reality ကနေပြီးပြန်ပြီးမှတ်မိနေရမျိုးမရှက် childhood cartoon prediction လူတချို့ယုံကြည်ထားကြတာကကျွန်တော်ငယ်ရောကြီးခဲ့ရတဲ့ cartoon ကတွေကတာမန်ကြပန်းအပန်းဖြေဖြိုပြေးသတ္တမဟုတ်ဘူးတဲ့ဒီယာတွေကအနာဂတ် technology တွေပြီးတော့နေထိုင်မှုပုံစံတွေအတွက်ကို train ပေးနေတာတဲ့ဥပမာ pokemon ဆိုလို့ရှင် augmented reality ပါတယ်ဆိုတော့ transformer ဆိုလို့ရှိရင်လည်းစက်ရုပ်တွေအကြောင်း doraemon ဆိုလို့ရှိရင်အနာဂတ်တီထွင်ဖန်တီးမှုတွေအကြောင်းဆိုတော့ bandan ဆိုလို့ရှိရင်လည်းမျိုးဗီဇာပြုရင်ပြောင်းလဲဆိုတဲ့ပုံစံမျိုးအကြောင်းပေါ့နော်စသဖြင့်သင်ပေးနေကြဒီ theory က government နဲ့ tech company တွေကအနာဂတ်မှာဖြစ်လာမယ့်အရာတွေကိုစေစုနည်းနည်းချီပြီးတော့တင်းလွန်ကြတယ်ပေးထားတယ်ပေါ့နော်မကို everyone has a death date ဒီ theory ကတော့နည်းနည်းလေးကြောချမ်းစရာကောင်းတယ်လူတွေကမသိစိတ်ကနေသူတို့တည်မဲနေကိုအလိုလိုသိနေတယ်တဲ့မသိစိတ်ဆိုတဲ့အတိုင်းပဲသူတို့မသိလိုက်ခင်မှာနေအရေးအမွတ်ပေးသွားတာဒါကြောင့်မို့လို့တချို့ဆိုရင် ောက်ဆုံးအနေနဲ့တပုံရင်းကြတယ်။တချို့ဆိုလို့ရှိရင်ငါစိတ်ထဲမှာတမျိုးကြီးပဲတခုတော့မကောင်းလို့ခံစားနေရတယ်ဗောနော်။တချို့တော့ရုပ်တဲ့ကြီး sorry လာပြောလာတောင်းမှန်လာ။ဒါမှမဟုတ်ငွေကြေးဟောင်းလေးကိုပြန်ဆက်သွယ်ရမျိုးစသဖြင့်လုပ်ကြ။ဒီ theory က brother ရဲ့မသိစိတ်က brother ရဲ့ကံကြမ္မာနဲ့ချိတ်ဆက်နေရပြီးတော့အဲ့ဒီမသိစိတ်ကပဲလက်ရှိသိစိတ်ကိုတတိပေးချက်တွေထုံးလွင်ပေးနေတယ်။ဒါပေမဲ့သိစိတ်ကလည်းနားမလည်နိုင်ဘူး။ဒါကြောင့်တည်သွားတော့မှအော်ဒါကြောင့်သူကဒီလိုဒီလိုလုပ်သွားတာကိုအဲလိုမျိုးပြောကြတယ် မတဆက် universe mirrors you ဒီ theory ကတော့တော်တော်လေးကိုဓာတ်ဖြစ်တယ်လူချို့ယုံကြည်တာကဒီ universe ကြီးကအသိဉာဏ်ရှိတဲ့ being ကြီးတခုပဲ brother ရဲ့စိတ်က negative ဖြစ်နေတယ်ဆိုလို့ရှိရင်ပတ်ဝန်းကျင်မှာလည်း negative အကြောင်းအရင်းနဲ့ပဲကြုံနေရလိမ့်မယ် brother ကအကြောက်လွန်နေတက်တယ်ဆိုလို့ရှိရင် brother ကိုပို့ပြီးတော့အကြောက်လွန်အဲ့ဒါနဲ့ကိုက်ညီတဲ့အဖြစ်ပြက်တွေကို brother ရဲ့အနီးနားပတ်ဝန်းကျင်မှာဖန်တီးပလိုက်တယ်အဲ့ဒါတွေကတိုက်ဆိုင်မှုတခုမဟုတ်ဘူးဒီ universe ကြီးက brother reaction ဒီအရာပေါ်မှာဘလို့တုံ့ပြန်မလဲဆိုတော့စောင့်ကြည့်နေလိလာနေပေါ့နော် ်မဆက်တဲ့ parallel you is sabotage you theory ya brother ကတခါတလေအရင်အရင်ကြီးတဲ့ကိစ္စတွေမှာဆုံးမဆက်အမားတွေချမိရင်ဒါဖက်ဆိုင်မှုတစ်ခုမဟုတ် brother ရဲ့ parallel version က brother နောက်တယောက်က သူရဲ့ timeline နဲ့နီးစပ်အောင် influence လုပ်ဖို့စ조사နေတာဟာတဲ့အခါလေတချို့ကိစ္စမှာ brother ကအတိတ်ပဲလဲမရှိဘာမှလည်းအကျိုးမဖြစ်လှုပ်ချင်စိတ်တစ်ခုရဲ့နဲ့ကြောင်တတောင်ကိစ္စတွေကိုအရန်လှုပ်ချင်လာတာမျိုးဆိုရင်အဲ့ဒါဆိုရင်အဲ့ဒါ brother မဟုတ် brother ရဲ့နောက်တစ်ခြားတယောက်ကလမ်းဆွဲနေတာတနေ့မှာသူရဲ့ timeline နဲ့တစ်ခုရဲ့အဖြစ်ပေါင်းစည်းသွားအောင်လုပ်ဖို့စ조사နေတာဟာတဲ့ဟွန်းမဆက်နဲ့ moon is a memory storage device တချို့လူတွေယုံကြည်ထားကြတာကညညကျွန်တော်တို့မြင်မြင်နေရတဲ့လှမင်းကြီးကတော့လှကြီးကတဘာဝတရားမဟုတ်အဲ့ဒါကအရန်ကြီးမား recorder ဆက်ကြီးရဲ့ recorder ဒီ recorder ကြီးကအတန်ပေါင်းစုံ emotion ပေါင်းစုံကိုကပါမှာဖြစ်ပျက်ခဲ့တဲ့မြအရာအလုံးကိုမှတ်တမ်းနေတာဒါကြောင့်လပြည့်နေ့မှာလူတွေရဲ့အပြုတ်မှုတွေကို affect ဖြစ်နေတာအဲ့ဒါကလုံးဝ emotional ဖြစ်တဲ့ frequency ကိုပြန်လည်ထုတ်လွှင့်ပြီးတော့လူတွေလာပြည့်နေကြရင်ထူးဆန်းတဲ့အရာတွေတစ်ခုမှတစ်ခုလှုပ်လာအောင်လှုပ်ဆော်ပေးနေရတယ်။တော့ lost kids see the world correctly ဘာသာတတိထားမိလာတော့မသိဘူးကလေးတွေကတခါတလေကျရင်သူတို့ရဲ့စိတ်ကူးရဲ့တငယ်ချင်းတွေအကြောင်းပြောပြတတ်ကြတယ်ခါလေကြလို့ရှင်လဲ monster တွေမြင်နေပေါ့နော်တခါလေကျလဲအရင်ဘဝကမှဘာဖြစ်ခဲ့တယ်ဘာညာပေါ့နော်အချို့ကလေးတွေလည်းဆိုရင်သူတို့ပြောတာမှန်တာမျိုးတွေကြုံရဘူးတယ်နှလုံးထိတောင်းလိုက်တာပေါက်သွားတယ်လို့ဘာလို့ပေါ့နော် theory အရာကကလေးတွေကဒါတွေကိုစိတ်ကူးရင်ပုံဖော်နေရမဟုတ်သူတို့ကဒီစကြဝဠာကြီးရဲ့ပုံစံကိုအရှိကိုအရှိတန်ကိုမြင်နေရတယ်ဒါပေမဲ့သူတို့ကြီးလာတဲ့ခါမှာသူတို့ရဲ့အုံနောက်ကတကယ်လောကကျိုးမြင်နိုင်စွမ်းကို လော့ချပလိုက်တယ်ဒီလိုလုပ်ရတာလဲအချို့တော့ဒီ universe ရဲ့အမှန်တရားတွေကိုသူတို့သိသွားတဲ့အခါမှာသူတို့အသေးသေးချာချာ handle မလုပ်နိုင်တော့မှဆိုလို့မကင်တွယ်နိုင်တော့မှဆိုလို့ပဲတဲ့ဒီမှာဆက်လက် deja vu is relative rejection history ပါရဖြစ်တာကထားလိုက် ဒေဂျာဗူးဆိုတာသိရမလားငါဒီနေအောင်ရောက်ဖူးသလိုပဲဒီလိုအခိုက်အတန့်မျိုးကိုကြုံဖူးသလိုပဲစသဖြင့်ခံစားရတာမျိုးပြောတာဒီသူတွေမှာဒေဂျာဗူးဖြစ်လိုက်တိုင်းမှာ brother ရဲ့ခန္ဓာကိုယ်ကထိုင်းနှံတစ်ခုခုတွေဝင်မှုညှင်းဆန့်နေရတဲ့ကိုယ်စိတ်ဝိညာဉ်က तू မလို့ခြင်းနဲ့အခိုက်အတန့်တစ်ခုကိုခြေလန်းလန်းမိတိုင်းမှာ reality ကဘာကြီးကသူ့ဘာသူပြန်မှန်မှုစူးစမ်းပေးနေရတဲ့ပြန်တွန်းထုတ်နေရပါဘောနော်တကယ်လို့သာအဲ့ timeline နဲ့ဆက်သွားမယ်ဆိုရင်တစ်ခုခုအရန်ဆိုးတာမျိုးဖြစ်သွားနိုင်တယ်ဘောနော်ဒါကြောင့် reality ကြီးကပြန်ပြီးတွန်းထုတ်နေရမလာနဲ့နော်ကြုံမှုပါလိမ့်မယ်ဒီနေရာရောက်ဖူးသလိုပဲအဲ့လိုဆိုလို့ရှိရင်တော့ main ဒီနေရာ မှာရှုမနေသင့်ဘူးဆိုတဲ့ခံစားချက်မျိုးပေးလိုက်တာ။အဲ55 late night walkers ။ဒီခါလင်ညဘက်အပြင်ထွက်တဲ့အခါမှာတစုံတစ်ခုသုံးဖို့ တစုံတယောက်ကကိုယ့်ကိုကြည့်နေတယ်လို့မျိုးခံစားရမျိုးကြုံဘူးလား။ဟော theory ကဆိုရင် walker ဆိုခေါ်တဲ့ကောင်တွေကညဘက်တကောင်12နာရီနဲ့မနက်4နာရီအကြာမှာအမြင်ရှိတတ်တယ်။သူတို့တွေကလူတွေနဲ့အထီးတွေ့မရှိဘူး။ဒါပေမဲ့တစ်ခါလေလမ်းပေါ်ထွက်ပြီးလူတွေရဲ့အပြုတ်မှုတော့လေ့လာနေတတ်တယ်တဲ့။အဲသူတို့ကလူတွေလိုပဲဒါပေမဲ့နည်းနည်းလေးတော့လူမဟုတ်တဲ့ပုံစံလေးတော့ပေါက်တယ်။ brother ကသူတို့ကိုဘယ်တော့မှသတိထားမိမှာမဟုတ်ဘူးတဲ့။ဘာလို့လဲဆိုတော့ကျွန်တော်တို့အုံနောက်ကသူတို့ကိုမြင်ရဖို့အတွက်ကိုပေးမမြင်လို့ပဲ။သူတို့ဖြတ်သွားတဲ့မှာကျွန်တော်အုံနောက်ကအမြင်ရှက်တောင်းလို့ချပလိုက်။ကဲဒါပဲအဆုံးသတ်နေတဲ့တော့နောက်တစ်ခါ ပြောပါမယ်ဒါတွေက theory တွေပါတကယ်မဟုတ်ပါဘူးဒါတွေကိုချက်ခံပြီးဇလန်းတွေရွေးရုပ်ရှင်တွေရိုက်မယ်ဆိုတော့တော်တော်မိုက်ပါတော့ပြောလို့မရအောင်အချုပ် conspiracy တွေကရုပ်ရှင်တွေကိုပြန်မြင်ညာနာမျိုးတွေဒါမှမဟုတ်ရုပ်ရှင်ကဟာတွေကို conspiracy ကပြန်ထုတ်တာတွေဒါမျိုးလည်းဖြစ်နိုင်ပါတယ်။ဘာပဲပြောစိတ်ဝင်စားဖို့ကောင်းတယ်မို့နော်။ brother တို့ရောဘယ်တစ်ခုကိုအကြိုက်ဆုံးဖြစ်မလဲ။ကိုကြိုက်တဲ့ conspiracy theory တို့မဟုတ်အဖြစ်ရတစ်ခုကိုရှိလား။ဟော comment တွေမှာ share လုပ်ပေးခဲ့ကြပါအောင်။နောက်ရမှတွေ့ကြမယ်။